မမကချန်ပီယံလိဖလားဆိုရင်ကျွန်တော်ကအာဆင်နယ်ပါဖြစ်သွားပြီးဒုတိယလိုတောင်ဖြစ်ခွင့်မရခဲ့တဲ့စင်မြန်ကြီးပရိသတ်များလုံးမေးလာများရွှေရောအိုင်ဘက်ခွန်ရှိကအွန်လိုင်းအချင်းကနေပြန်လဲကြိုလိုက်ပါရင်စင်မြန်တို့ရဲ့ဖြစ်ကတော့မမကချန်ပီယံလိဖလားဆိုရင်ကျွန်တော်ကအာဆင်နယ်ပါဆိုလိုဖြစ်သွားခဲ့ပြီးဖြစ်ပါရင် PSG ကိုပြင်းထန်မြန်မာကမ်းပတ်မယ်ဘာညာကြေးကြော်ခဲ့ပေမဲ့လက်တွေ့မှာတော့နှစ်ကျော်စလုံးရှုံးသွားခဲ့တာပဲဖြစ်ပါရင်မျော်လင့်ချက်ဆိုတာသုံးလုံးနဲ့တကယ်တမ်းဖြစ်မလာတဲ့အခါမှာဘုံဘုံနဲ့ဆိုလို့အများကြီးမျော်လင့်ထားသမျှဖြစ်မလာတဲ့အခါမှာယင်းနဲ့နှစ်ပြီးခံစားခဲ့သူတွေပဲထိခိုက်နာကျင်ရတာမျိုးဖြစ်ပါရင် စီမံကြီးကိုအားပေးရတာကလည်း Netflix စီးရီးကြည့်နေရတယ်လို့မျိုးပါပဲ။ရာသီသစ်ကိုပဲအမြင်မျှော်နေရတာပါ။ခက်တာကရာသီတိုင်းနောက်ရာသီမျှော်နေရတာကြီးဖြစ်နေတာဖြစ်ပါတယ်။ဘာပဲပြောပါ Inter Milan ကို Xiaomi ဒုတိယလူဖြစ်မဲ့အတူတူအခုလိုစောအစီအစီထွက်လိုက်တာကပိုကောင်းပါတယ်။စိတ်တက်တွေလည်းအရင်ကြောက်နေပါတယ်။ Premier League တခုလိုအာယုံဆိုင်ဆရာကျန်နေပါသေးတယ်။တော်ကြာ Premier League မှာပါဆက်ရှောင်းရင်စီးသွေးလေးနေရာတော်မှမရဘဲဖြစ်နေမှာဖြစ်ပါတယ်။တော်တာချဲပေါက် PSG ကတော့ရှုံးတဲ့အဆင့်မှာအင်္ဂလန်ကလပ်တွေကိုကြီးရွေးဖြုတ်သွားခဲ့တာဖြစ်ပါတယ်။ Aston Villa ဂျိုးကြလေးစီမံကြီးတို့ကို share တီးခဲ့ပြီးလက်သမားလေးက Premier League လာပြင်သစ်လီလာပြန်ပြီးမေးခွန်းထုတ်သွားခဲ့တာဖြစ်ပါတယ်။ ပြန်ချီအနေနဲ့ final မှာဘာစီလိုနာကိုဖျောက်လာတဲ့ Inter Milan နဲ့ရင်ဆိုင်ရမှာပါလက်ရှိမှာ Nice နဲ့ပိုင်းအရာရောကစားမရရင်စွမ်းဆောင်ရင်ဘိုင်းမှာပါအမြင့်ဆုံးရောက်နေတဲ့အသင်းနှစ်သင်းတွေ့တာမျိုး final ကတော့ကြည့်လို့ကောင်းနေမှာတေချာပါတယ်ပွဲထွက်လို့ဆင်းမှာအဲ့တဲ့ဆင်မြန်ကြီးတို့ဟာ၄-၃ကစားကုတ်ခင်းကျင်းလာခဲ့ပြီးတိုက်စစ်မှာ Marino ကို Martinelli စကာတို့နဲ့တွဲပေးထားပါတယ်ကလပ်မှာတော့ Declan Rice, Partey, Odegaard တို့ရှိနေပြီးခံစစ်မှာတော့ Luis Scaleri, Kiwi ရော့ Saliba, Timber နဲ့ Gotama Rara တို့ကိုသုံးဆွဲလာခဲ့တာဖြစ်ပါတယ် PSG ကလည်းတိုက်စစ်မှာ Dore ကို Bagola, Kovarec, Kylian တို့နဲ့တွဲထားခဲ့ပြီးကွင်းထဲမှာ Nevas ဗီတင်ဟာဘေဗီယန်ရူးခံစစ်မှာဟာကိစ်မီမာကွင်အိုပါချိုမန်ဒက်စ်နဲ့ဂိုဒမဒိုနာရူမာတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်။ဂေါ်လိုအနေနဲ့ဆင်မြန်ကြီးတို့ဟာပွဲဆော့ကလေးကရုံးကစားခဲ့ပြီးဂိုရဖို့လည်းနှိစက်ခဲ့ပါတယ်။ပွဲဆော့2မိနစ်မှာပဲတင်းမာရဲ့ဖြတ်တင်ပွဲကိုဒီလန်ရိုက်ကခေါင်းတက်ရာမှာဂိုဘာဘေးကကတ်ထွက်သွားခဲ့တာကနှမျောစရာဖြစ်ခဲ့ပါတယ်။ပွဲဆော့ရင်3မိနစ်မှာလည်းမာတင်နယ်လီအနီးကပ်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့ PSG ဂိုဒမလည်းဆွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ပွဲချင်း9မိနစ်မှာလည်းအိုဒီကက်ဂိုင်းနေရာထိတ်ကနေအပိုင်ကပိတ်တဲ့အလုံးကိုဒိုနာရူမာကအထက်မှန်ကာကွယ်ခဲ့ပြန်ပါတယ်။ပွဲချင်း16မိနစ်မှာတော့ PSG ဘက်က ကာဗရက်စကီလီယာရဲ့ဂွိနီယာပြည်မရဲ့ကံချက်ကကောင်းမွန်ခဲ့ပေမဲ့တိုင်ထိထွက်ခဲ့တာကနှမျောစရာဖြစ်ခဲ့ပါတယ်။ပင်းအကြီးတို့ဆင်မြန်ကြီးတို့ကိုတမန်တိုင်းစစ်ကနေကောင်းကောင်းကြီးဖိအားပေးထားနိုင်ခဲ့ပြီးလိုအပ်နေတဲ့ဂိုးတွေကိုလည်းယူသွားနိုင်ခဲ့ပါတယ်။ပွဲစားရေ29ရက်မှာပင်းအကြီးတို့ဥဆောင်ရသွားခဲ့ပြီးဖေဗီယန်ရုတ်ကလှလှပပကန်ထည့်သွားခဲ့တာဖြစ်ပါတယ်။ပွဲချိန်29ရက်မှာဆင်မြန်ကြီးတို့ဂိုးချက်ပေးရမလို့ရှိခဲ့ပြီးကွင်းလယ်မှာဘောလုံးပြရကနေဘာဂိုလီရဲ့အပိုင်းကံချက်ကိုရာကကာကွယ်နိုင်ခဲ့လို့သာကန်ကောင်းခဲ့တာဖြစ်ပါတယ်။တတိယပိုင်းပွဲစားရင်63မိနစ်မှာတော့စာကားရဲ့ထောက်ပြကံချက်ကောင်းမွန်ခဲ့ပေမဲ့ PSG ကတော့ကာကွယ်သွားနိုင်ခဲ့ပြန်ပါတယ်။ ပွဲချိန်65မိနစ်မှာတော့အာဆင်နယ်တို့ပနာရီပေးလိုက်ရပြီဟာကင်းမီစီရဲ့ကန်ချက်ကလူဝစ်ကယ်လီရဲ့လက်နဲ့ထိခဲ့တာဖြစ်ပါတယ်။ရရှိလာတဲ့ပနာရီကိုဗီတင်ဟာကအပိုင်ကန်ခဲ့ပေမဲ့ရော်ရာကကာကွယ်နိုင်ခဲ့ပါတယ်။ပွဲချိန်80မိနစ်မှာအာဆင်နယ်တို့ဒုတိယမြောက်ဥဆောင်ကိုပေးလိုက်ရပြီဟာကင်းမီစ်ကစီမင်းတို့ခံစီရော်ရီရော်ရဲ့နိုင်ရာကိုခွင်ကောင်းယူသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ပွဲစဉ်85မိနစ်မှာစီမင်းတို့ခြေပါကိုတကုတ်ထိုက်ရခဲ့ပြီးတမ်ပြတိုင်းစစ်ကနေထရော့ဆက်ရဲ့ဖန်နီးပင်းမှုကိုစာကာကပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဝိုင်းကရင်ခရက်ဆက်ကော်မတီမှာကာလာဖီလိုရီရဲ့ဖြတ်တင်ပေးမှုကိုစာကဂိုးပေါင်းနဲ့နှစ်ယောက်တည်းပေးခွင့်ရခဲ့ပေမဲ့မိုးပေါ်ထောင်သွားခဲ့တာဖြစ်ပါတယ်။အာဆင်နယ်တို့အရှုံးကိုရင်ဆိုင်လိုက်ရတာဖြစ်ပြီးဒီဒီနေ့လည်းလွဲသွားခဲ့ရတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါမြောက်ဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောနေနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။